just felt it was time. Yeah, look, these are tremendous sanctions. These are very big. Those are against their two big oil companies, and we hope that they won't be on for long. Ukraine စစ်ပွဲရပ်ဆိုင်ရေးအတွက်ဖိအားပေးမှုတစ်ခုအဖြစ်ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီတစ်ခုကိုအမေရိကန်ကအေးအေးယူပိတ်ဆို့လိုက်တယ်လို့ကြေညာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ကြောင့်ထိပ်တီးဆွေးနွေးပွဲအတွက်အစီအစဉ်များပြတ်ပြပြီးနောက်တရက်ကြာမှပိတ်ဆို့အေးအေးယူမှုအသစ်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော်မှာနေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့အတွင်ရေးမှုချုပ်မက်ဒရူတင်းနဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်အမေရိကန်သမ္မတဂျော်နီထရန်ကရော့စ်နန်နဲ့လူခရယာကော်မဏီတွေကိုစီးပွားရေးပိတ်ဆို့အရေးယူမဲ့ဆုံးဖြတ်ချက်တွေကိုအတည်ပြုခဲ့တာပါ ဒါဟာရေနံတင်ပို့မှုတွေကနေဝင်ငွေဆက်လက်ရှာဖွေနေတဲ့ရုရှားအတွက်စီးပွားရေးအရာကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။အော်တိုဘာလ22ရက်နေ့ကသတင်းထောက်တွေကိုတွေ့ဆုံချိန်မှာထရန်ကရုရှားသမ္မတဗလာဒီမာပူတင်တို့ဆွေးနွေးစကားပြောတဲ့အခါတိုင်းတကယ်ကိုဖော်ဖော်ရွေ့ရွေ့ရှိခဲ့ကြကြောင်းဒါပေမဲ့ရလက်ကတော့ဘယ်ကောမှထိထိရရဥတီတော်လေးမရှိကြောင်းမှတ်ချက်ပေးခဲ့တာပါ။ ရုရှားဘောအရေးယူပိတ်ဆို့မှုအသစ်တွေမတင်ညာခင်တရက်လိုမှလည်းအမေရိကန်ဆိုရဟောပူတင်နဲ့ထရန့်တို့ကြောင့်ယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးကိစ္စဟန်ဂေရီနိုင်ငံဘူတာပတ်မြို့မှာဆွေးနွေးသွေးဆောင်ဖို့ညှိနှိုင်းနေတာတွေကိုလည်းအချိန်ကန့်သတ်မရှိဆိုင်းငံ့ထားတယ်လို့ကြေညာခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးထရန်ကသူ့အနေနဲ့အချိန်ဖြုံးယုံတက်တဲ့ဆွေးနွေးပွဲပုံစံမျိုးကိုမလိုချင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။နီးစပ်သူတွေကတော့ရုရှားဟာအပြစ်ခတ်ရက်စဲရေးအစိုးကိုလက်မခံတဲ့အပြင်ညှိနှိုင်းမှုခက်လောက်တဲ့တောင်းဆိုမှုတွေကိုတင်ပြခဲ့တဲ့နောက်ထရန်ကပူတင်နဲ့မတွေ့သေးဖို့ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။ရုရှားအပေါ်အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးထရန်ကယခုအခါအချိန်ကျလာပြီလို့သူယူဆကြောင်းအဲ့ဒီမတိုင်ခင်အကြကြီးစောင့်ပေးခဲ့ရကြောင်းဆိုပါတယ် ။နောက်ပြီးရုရှားကသာစစ်ပွဲကိုရက်ဆိုင်လိုက်မယ်ဆိုရင်အဲ့ဒီပိတ်ဆို့အေးအေးယူမှုတွေကိုအမေရိကန်ကလည်းမဆိုင်မတော့ဖယ်ရှားပေးမှလို့ထရန့်ကအာမခံခဲ့ပါတယ်။ရင်နံတဲ့တဘာဝတံငွေတွေဟာရုရှားရဲ့အရေးပါဆုံးမဟာဗျူဟာပြည်ပပုတ်ကုံတွေဖြစ်ပြီးတရုတ်၊အိန္ဒိယနဲ့တူရကီလိုနိုင်ငံတွေကအ धिक ထားဝယ်ယူနေပါတယ်။ထရန့်ကအဲ့ဒီနိုင်ငံတွေကိုရုရှားစီကရင်နံတွေဆက်မွယ်ဖို့တောင်းဆိုထားပါတယ်။ တဖက်မှာလည်းဥရောပတမကအီယူဟာလာမယ့်နှစ်အနည်းငယ်အတွင်းရုရှားစီကဒဏ်ငွေတင်တွင်းဝယ်ယူမှုတွေကို အပိတရက်ဆိုင်ဖို့ထိအစီအစဉ်တွေရေးဆွဲပြင်ဆင်ထားပြီးဖြစ်ပါတယ်။